ပြစ်တတွေလွန်စွာကိုမှကြိုက်ကြတဲ့ရမတ်တိန်တော်ဇလန်တွဲကြီးကတော့ပြီးဆုံးလို့ပြောခဲ့ပါပြီ။ဇလန်ရဲ့အဆုံးပိုင်းမှာတော့ဒေါက်တာမိုးသူနဲ့မပန်ခက်တို့ကတော့နံပြားချင်းရိုက်ပြီးတော့ပြီးဆုံးသွားခဲ့တာပါ။မပန်ခရဲ့ကလေးစားချီမှုတွေကတော့တချို့သောပြည်သက်တွေတော့နှစ်ချိတ်မီလို့တော့မထင်ပါဘူး။ဘာကြောင့်လဲဆိုတော့မပန်ခကအရင်တုန်းကတန်တီရီရဲ့မှန်ညံတွေသူ့အုံနှောင်းမှာရှိနေခဲ့ပေမဲ့ အခုသူ့မှတ်ဉာဏ်တွေကအလုံးမလုံးပဲနဲ့အတိတော်အတန်ဒီရီအတိတော်မပန်းခတ်အနေနဲ့မပန်းခတ်ဟာဆိုရင်တော့ဖြစ်သူ့ရဲ့ယောက်ျားဖြစ်တဲ့ကိုဇာနီပေါ်မှာ အချစ်တစ်တွေ ပေါက်ဖာခဲ့တာဖြစ်ပြီးတော့ကိုဇာနီထက်ကိုတညသာ ပြုစုပေးခဲ့ ပြန်ပါရယ်ဗျာတန်ဒီရီဘွားတို့ကသူ့ရဲ့ယောက်ျားနဲ့သူနဲ့ဟိုတင်းလောက်ခါနီးမှာမြေရန်ဘိုက်အောက်လို့တိယောက်ျားကိုမပေးခဲ့ရသမျှမပန်းခတ် ဘောအနေနဲ့ပြန်လဲပြီးတော့ညသာပြုစုပေးခဲ့တာပဲဖြစ်ပါရယ်ဗျာစရုပ်ကိုတန်းစင်ကတော့ဘလောက်တက်တီတနာဘူးကောင်းလေအမှသာကြေးလိုက်တော့ဗျာကိုတန်းစင်ခမရမာနော်မပန်းခတ်ကိုဒီလောက်ချစ်ရှာတာနော်မပန်းခတ်ကတော့ဝိရင်ပြောက်ဆုံးခဲ့ရပြီမပန်းခတ်ရဲ့ခန္ဓာကိုယ်ထဲမှာတန်းသီရိကဝင်သွားတော့သူရမ်းချစ်ရတယ်သူနော်ချစ်စနီးချောလေးမပန်းခတ်ရဲ့ခန္ဓာကိုယ်ကလေးမရတော့ဘူးမပန်းခတ်ကတော့ဗျာသူ့ကိုတတ်ခဲ့တယ်နော် ကိုဇာနီတက်ကိုပဲသူ့ရဲ့ခန္ဓာကိုယ်ကိုပုံအောင်ပြီးတန်းစင်ကိုကြတော့เนาะဒါဘလောက်တည်းတည်းเนาะရက်ဆက်လက်အမှသာကြည့်တော့နောက်ဆုံးမှာဇလန်ရဲ့အဆုံးမှာအကုန်လုံးကလေးစားချင်မှုတွေပြီးဆုံးသွားတော့နံပြားချင်းရိုက်သွားသေးတယ်ဗျာအခုတန်းစင်စီဟိုဒေါက်တာတန်းစင်နဲ့နံပြားချင်းရိုက်ပြီးပြီးဆုံးသွားလေတဲ့ဗျာเนาะ